ဇီရိုနာရူကိုပြင်ညာပေးမယ်ဂုတ်သည့်ယမန်ယမန်ကသူ့ထိုက်ရင်ဘောလုံးလောကတဲ့ထင်ရှားခဲ့သူအမ်ဘာဘေကိုပြင်ညာပေးပြီးရင်ပေးနေပါတယ်အမ်ဘာဘေနဲ့စုံတိုင်းယမန်ကအနိုင်ပြနေတာပါအမ်ဘာဘေကရီယဲကိုလာပြီးတော့လာလီဂါရဲ့အရှင်သခင်ဘွဲခိုင်မဲဟန်ကိုပြင်ခဲ့ပြီးမဲ့ယမန်ကြောင့်ရီမန်းထားသလိုဖြစ်မလာသေးဘူးရီမန်းထားသလိုဖြစ်မလာတဲ့ပြင်ယမန်ကြောင့်အမ်ဘာဘေအရှက်ကွဲပြီးရင်ကွဲနေတယ်ပြီးခဲ့တဲ့ရာသီမှာအမ်ဘာဘေရဲ့ရီယဲအသင်းကယမန်ရဲ့ ဘာစွာသိန်းကိုချိန်ချင်းခါခါဒူးထောက်ညံ့ခံခဲ့ရတာပါဘာစွာကြောင့်ရီယယ်ချန်ပီယံအိမ်မက်တွေအဆုံးသတ်ခဲ့ရတယ် MVP ရောက်မှရီယယ်လည်းခွက်ပြောက်သင်းဖြစ်ခဲ့ရတယ်ရမဲကတခြားပွဲထက် MVP နဲ့ရီယယ်နဲ့တွေ့လို့ရှိရင်ဒူးဂျုံထက်မြတ်လွန်းခဲ့တာပါသူကဘာလွန်ဒေါ်ဆူတွတ်အပြိုင်ဖြစ်လာမယ် MVP ကိုဦးချိုးထားတာလည်းဖြစ်ပါတယ် MVP ကရမဲဆိုတဲ့အတန်မကြားချင်တော့အောင်ဖြစ်နေပြီထင်ပါရဲ့ MVP ကိုအောင်နိုင်ပြီးတဲ့နောက်ရမဲကဇီဝနယ်တို့ကိုစိန်ခေါ်လိုက်ပြန်တယ်မေးလာကွာဂုတ်ဆိုပြီးတော့မေးလိုက်ပါပြီ လာမာစီယာအကယ်မီထွက်ရမယ်အတွက်မန်စီကသာထာဝရအကြီးမြတ်ဆုံးကစားမဂုတ်ဖြစ်နေမယ်ထင်ပါတယ်။ပြင်သစ်ကိုအနိုင်ရတဲ့ Nation League Semi-final ပွဲမှာရမယ်ကဆရော်နယ်ဒိုစတိုင်အောင်ပွဲခံပြီးတော့ရည်သက်သက်လှုပ်ပြခဲ့တာပါ။သူစိတ်တဲ့ဆရော်နယ်ဒိုကိုလေးစားလို့လှုပ်တာဟုတ်မယ်မထင်ပါဘူး။စပိန်လူငယ်ချန်ပွင့်ကစားမရမယ်ကဆရော်နယ်ဒိုရဲ့ပေါ်တူဂီသင်းနဲ့ကစားမဲ့ UEFA Nation League ဘောလုံးပွဲမှာသူပါကောင်းလဲဆိုတာကိုတက်သေးပြသွားမယ်လို့ကြုံဝါခဲ့ပါတယ်။အသက်18နှစ်ရွယ်ရမယ်ဟာပြင်သစ်သင်းကို9-6ကိုနဲ့အနိုင်ရခဲ့တဲ့ UEFA Nation League စီမီဖိုင်နယ်ပွဲစဉ်မှာနှစ်ဂိုးသွင်းပြီးတော့ပွဲစဉ်လိုက်အကောင်းဆုံးစားမဆုကိုရရှိခဲ့တာပါပြင်သစ်တင်းကိုအနိုင်ရခဲ့တဲ့စပိန်တင်းဟာ UEFA Nation League ဘောလုံးပွဲဖြစ်ဇွန်လ၈ရက်နေ့မှာပေါ်တူဂီတင်းနဲ့ကစားသွားမှာဖြစ်ပါတယ်စပိန်လူငယ်တိုက်စစ်ကစားမရမဲကပေါ်တူဂီနဲ့ကစားမဲ့ပွဲဟာသူကစားခြင်းနဲ့ပွဲမျိုးဖြစ်ပြီးတော့သူဘသူလဲစွာကိုတတ်တည်ပြသွားမယ်လို့ပြောကြားခဲ့ပါတယ်ပေါ်တူဂီလိုကြီးတဲ့ခန်းထားတဲ့တင်းနဲ့ဘောလုံးပွဲကစားမှာဖြစ်လို့ကျွန်တော်တို့စိတ်အားပိုပြီးတော့တက်ကြွနေပါတယ်ကျွန်တော်ကအဲ့လိုပွဲမျိုးတွေကိုကစားခြင်းတာပါ အဲ့ဒီဘွဲမှာကျွန်တော်ဘယ်သူလဲဆိုတာကိုတတ်သိပြသွားမှာပါလို့ရမဲကပြောကြားခဲ့တာဖြစ်ပါတယ်ရမဲအနေနဲ့ပေါ်တူဂီနဲ့ကစားမဲ့ဘွဲမှာအသက်40ကျော်ကြီးဖြစ်တဲ့ကမ္ဘာကျော်ဘောလုံးမဆီယော်နယ်ရိုနဲ့ပထမဆုံးချိန်ထိတ်ထိတ်ရင်ဆိုင်သွားမှာဖြစ်ပါတယ်ရမဲကဆီယော်နယ်ရိုကဘောလုံးကန်ဝင်မှာကစားမအားလုံးကျွန်တော်လေးစားသလိုဆီယော်နယ်ရိုပေါ်မှာလည်းလေးစားမှုအပြည့်ရှိပါတယ်ကျွန်တော်လို့ကိုကျွန်တော်လုံးမှာပါအဲ့ဒါကအနိုင်ရဖို့ပါပဲလို့လည်းပြောကြားသွားခဲ့ပါတယ်ရမဲကဆီယော်နယ်ရိုကိုလေးစားပေမဲ့ဂယူဆိုင်နေမှာတော့မဟုတ်ပါဘူး ခေဟောင်းထဲမှာဘယ်ကြီးကြံနေခဲ့တော့ဆိုပြီးတော့ရမဲပြောချင်နေပုံပါပဲတကယ်လဲဆီယော်နယ်တို့ကခေဟောင်းထဲကြံနေခဲ့ပါပြီဘောလုံးတော့ကမှဂျဲပွင်းအစ်စ်တွေလင်းနေပါပြီဒါမဲ့ဆီယော်နယ်တို့ကတစ်ချိန်လုံးကဆွေတီးစောင်းခဲ့တာတွေကိုတွေးပြီးတော့စိတ်ကြီးဝင်နေတယ်ငါမအိုသေးဘူးလို့ကြွေးကြော်နေတယ်ဇော်ဒီလီမှာဂိုးတွေသွင်းနိုင်နေတာကိုအဟုတ်ကြီးထင်နေတယ်ဂိုးတထောင်ကြီးမှန်းချက်ပြေးမှဘွာကူးကောင်းမဲ့ဆီယော်နယ်တို့လို့ဆိုရမယ်အခုရမဲက Nation League Final မှာဆီယော်နယ်တို့ရဲ့သူ့ကိုယ်သူအကောင်းဆုံးထင်နေတဲ့အစွဲကိုချုပ်ပေးပါလိမ့်မယ် ဦးပေါင်းကြားနဲ့မင်းညာရှင်ဇလန်းကဟိုးရှေးတုန်းကကြံနေခဲ့ပါပြီအခုခေတ်ကလူငယ်ရေးခေတ်ပါအသက်18နှစ်ရွယ်လူငယ်ကျယ်ဝန်းနေရမဲကအိုဂျီအိုမာဆီရိုနယ်ဒိုကိုပြင်ညာပြပါလိမ့်မယ်ဆီရိုနယ်ဒိုရေးမျက်ရည်ခိုင်အောင်လှုပ်ထားစီတင်နေ